မြန်မာသပင်းနေရအမြန်ဆုံးတက်မှန်နိုင်ဖို့အတွက်မြန်မာနိုင်ငံသပင်းအစည်းအရုံးဘဟုက ကမကထပြုလုပ်ပြီးအလုံယုံဆွေးနွေးပွဲတွေကျင်းပသွားမယ်လို့သိရပါတယ်အဆိုပါအလုံယုံဆွေးနွေးပွဲတွေကိုအမှုပညာနယ်ပယ်အသီးသီး၊တမိုင်းပညာရှင်အသီးသီးနဲ့အသက်ပညာရှင်အသီးသီးကိုဖိတ်ခေါ်ကောင်းပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ မြမသပင်ကိုပြုခဲ့အချိန်ကာလမှစတင်ပြီးအတိယမှုအကများနဲ့စတင်အခြေပြုခဲ့တဲ့အထောက်ထားတွေနဲ့ရှိခဲ့တာကြောင့်မြမသပင်နဲ့အမြန်ဆုံးသတ်မှတ်နိုင်ဖို့ဆုံရွက်မှဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်မြမသပင်နဲ့သတ်မှတ်ရေးနဲ့သက်ဆိုင်တဲ့အကြံဉာဏ်များ၊တမိုင်းရချက်လက်များ၊သတင်းရချက်လက်များကိုမြမနိုင်ငံသပင်အစည်းအရုံးဗဟိုထံဆက်သွယ်ပေးဖို့ချဖို့ကိုလည်းအတိပေးနှိုးဆော်ထားပါတယ်လို့ သိရပါတယ်ရှင်။